ရတဲ့သူတိုင်း line အကောက်ကို လူတိုင်းသိကြပါလိမ့်မယ် line ကိုအသုံးပြုကြပါလိမ့်မယ်အဲ့တော့ line ဆိုတာကဘယ်ဟာကိုလဲဆိုလို့ရှိရင်ကြောဒီအစိမ်းရောင်အစိမ်းရောင် software လေးဖြစ်ပါတယ်เนาะအစိမ်းရောင်ဒီ software လေးဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကိုကျုပ်ဒီကသူ့ကိုကြည်မေးနဲ့အသုံးပြုတယ်နီလန်ပေါ့เนาะအဲ့တော့သူ့ကိုဖွင့်တယ်ဆိုလို့ရှိရင်တော့တော်တော်များများကျွန်တော်ဖုန်းနံပါတ်နဲ့ဖွင့်ကြတယ်ပေါ့เนาะကျွန်တော်လည်းလက်ရှိမှာဖုန်းနံပါတ်နဲ့ဖွင့်ထားတာပါပဲဖုန်းနံပါတ်ကိုဝင်လိုက်တာနဲ့ကျွန်တော်ဒီအကောက်ကိုရှာတာဖြစ်ပါတယ် အဲ့တော့ကျွန်တို့တွေကဒီ account ကိုကိုကကိုရဲ့ official account ဖြစ်ပေါ့နော်ကျွန်တော်တွေပြောင်းလဲပြီးတော့အသုံးပြုခြင်းနဲ့ Gmail တွေချိတ်ဆက်ခြင်းနဲ့ password တွေထည့်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုထည့်ရလဲဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ line ထဲကိုတစ်ချက်ဝင်လိုက်ပါ line ထဲကိုဝင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုပုံစံမျိုးတိုင်းမြင်တွေ့ရတယ်မြင်နော်အဲ့တော့ line မှာလည်းကျွန်တော်တွေပို့တွေပါတင်လို့ရတယ်နော်ဟုတ်ပြီကျွန်တော်တွေကသူ့ကို ဒီဂျီမေးနဲ့ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီညာဘက်အပေါ်နားမှာရှိတဲ့စက်တီလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါစက်တီကိုတစ်ချက်နှိပ်ပေးပါပြီဆိုရင်ကျွန်တော်တို့တွေကဒီမှာအကောက်ဆိုတာလေးကိုတစ်ချက်ဝင်ပေးလိုက်ပါအကောင့်ဆိုတာကိုဝင်ပေးလိုက်တယ်ဆိုလို့ရှိရင်ကျတို့ဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတွေးပါလိမ့်မယ်နော်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေးလိမ့်မယ် ဒီ email မှာ email မထည့်ထားတာကိုတွေ့နေမှာပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ password ပေါ့နော် password မှာဆိုလဲ complete test ဆိုတာဖြစ်နေတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဒါတွေကိုကျွန်တော်ထပ်ပြီးတော့ထည့်မယ်ပေါ့နော်အဲ့တော့ဒီ video မှာဆိုရင်ကျွန်တော် email ထည့်မယ်ပြီးလို့ရှိရင် password ထည့်တာကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ not address ပေါ့နော် account တစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်က email ကိုထည့်ပါမယ် ပြီးရင်တော့ကျွန်တော်တို့တွေက Gmail ရဲ့ app ပေါ့နော် Okay နော်ဒီလိုမျိုးနဲ့ကျွန်တော်တို့ထည့်လိုက်ပါထည့်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ကဒီမှာ next နဲ့သွားပေးပါ next နဲ့သွားပေးတယ်ဆိုလို့ချင်းကျွန်တော်တို့ဒီ Gmail ကနေပြီးတော့ပို့လာတဲ့ coach လေးလုံးကိုထည့်ပေးရမှာဖြစ်ပါတယ်နော် verification code အဲ့တော့ကျွန်တော်ယူလိုက်ပါမယ် โอเค validation code ကိုကျွန်တော်တို့ဒီမှာမြင်ရအောင်ဒီလိုလေးနှိပ်လိုက်ပါနှိပ်လိုက်ပြီးပါပြီဆိုလို့ရှင် validation code 10 20ပေါ့เนาะ icon လေးကိုကျွန်တော်တို့ချက်ယူလိုက်ပါမယ် โอเคเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကဒီ line account က email နဲ့ register လုပ်လိုက်ပြီးဖြစ်ပါတယ်ကိုယ့်ရဲ့ official account အဖြစ်ပေါ့เนาะရောလုပ်လိုက် ပြီးဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီက password ကတော့ completed လို့ပြောထားတယ်ပေါ့เนาะ completed လို့ပြောထားပြီးမဲ့ကျွန်တော်ထပ်ပြီးတော့ password ကိုသတ်မှတ်ပါမယ်အဲ့ညမှာ ကျွန်တို့ဒီကလက်ပွေနဲ့ကျွန်တော်ဖွင့်ပြပါမယ်ပြီးလို့ရှိရင်တော့ဒီမှာ password confirm password ပေါ့နော် password confirm password ဆိုပြီးတော့ကျွန်တော်ထပ်ထည့်လို့ရတယ်ဒါမှမဟုတ်ဘူးကျွန်တော်တွေကဟာလား password အစ်စ်မထည့်ခြင်းဘူးဒီ Gmail ရဲ့ password အတိုင်းကိုပဲအသုံးပြုခြင်းလဲဆိုလဲကျွန်တော်တွေကမထည့်လို့ရတယ်ပေါ့နော်မထည့်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကချိန်လိုက်မယ်ပေါ့နော်ချိန်လိုက်မယ် โอเคအပေါ်နဲ့အောက်နဲ့ကျွန်တို့တွေက password ကိုတူတူထည့်ပေးပါဒီလိုချင်းကျွန်တော်တို့တွေက chain password ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ချင်းကျွန်တော်တို့တွေက password လည်း chain လိုက်ပြီးဖြစ်ပါတယ်အဲ့တော့ဒီ video လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ line account မှာကိုက option account အဖြစ်ပေါ့နော်ဒီ account တစ်ခုကို TD မြဲမြဲဟာလာတုံးညင်နေဆိုလို့ရှင်အခုလိုမျိုးလေး email နဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ password လေးကိုဟာလာကိုပြန်ပြီးတော့ချိန်မိလိုက်ပါဒါဆိုလို့ရှင်ကျွန်တော်တို့က official account ဖြစ်ကြုံအသုံးပြုလို့ရပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ video တွေကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်